ဖရက်ဒက်အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ်တမပြန်လေးကျဆွန်လိုက်ပါရှင်ကျမတို့ channel နဲ့ကနေနေစဉ်ပြင်တွင်ဖြစ်ပါတဲ့များကျော်လိုင်းရေးတဲ့များနဲ့အနောက်ဆိုရန်တဲ့များကိုအချိန်နဲ့တပင်းညီစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပရမောစွာစာတင်တင်ဆက်ပေးမယ့်တဲ့ကြောင့်လည်းကတော့အမေရိကန်ခရီးစဉ်နဲ့ခင်အရီရဲ့အယူရချက်အကြောင်းလေးပဲဖြစ်ပါရယ်နိုင်ငံတော်တပ်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်စုကြည်ရဲ့တာငယ် ကိုထရင်ခေါ်ခင်အရေဟာဒေါ်ဆာဆုတီအသက်80နှစ်ပြည့်အကျိုးစီယုံရေလှောက်ရှာဖို့အမေရိကန်ပြည်တော်စုကိုဒီရက်ပိုင်းကရောက်ရှိလာခဲ့လက်ဖြစ်ပါတယ်။သူရဲ့အမေရိကန်ခီစင်ဟာဆိုလို့ရှိရင်ဒေါ်ဆာဆုတီနဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအများဆုံးပြန်လွတ်မြောက်ဖို့မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့နိုင်ငံရေးအခက်အခဲတွေကိုနိုင်ငံတကာနဲ့အမေရိကန်အစိုးရတို့သိရှိစေဖို့နဲ့ စကားစီကပြည်သူ့အပေါ်မှာတရားလက်လွတ်ကျွလွန်နေတာတွေကြောင်းစစ်ဘေးဒုက္ခသည်တွေအတွက်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတာတွေကိုနိုင်ငံတကာကအကူအညီပေးနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုထားဖြစ်ပါတယ်။ကမရီဟာမတ်လ19ရက်နေ့မှာအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့မြမမိသားစုရနဲ့မော်လတနာရီကနေ၄နိုင်အထိတွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်။ ဒီကနေ့ပွဲမှာတော့ကင်မရီရဲ့တပ်ပေါ်ကိုပြည်တွင်ကပကြီးပညာရှင်တယောက်ပြန်ဆွဲထားတဲ့ရေးဆေးပကြီးကိုလေလံသင်ဖို့ရှိတယ်လို့လည်း New York မြန်မာ Community NYCPC ရဲ့ဦးဆောင်သူဦးနေတင်မြင့်ကလည်းပြောဆိုထားဖြစ်ပါတယ်။ New York မှာကျင်းပတဲ့ပွဲတွေမှာအမတ်တရအနေနဲ့ပေါ့လေဒေါ်ဆန်စုကြည်ရဲ့အသားကင်မရီရဲ့တပ်ပေါ်လေးကိုကျွန်တော်တို့လေလံသင်ဖို့အခမ်းအနားလည်းရှိပါတယ်။ လေလံတင်ပြီးရရှိခဲ့တဲ့အမြတ်ငွေတွေကို Kim Erica ရောစစ်ဘေးရှောင်းတွေအတွက်ပေါ့လေသူ့မှာ project တွေရှိပါတယ်အဲ့ဒါအတွက်သူကအားလုံးကိုသူကပြန်လဲလူတန်းပေးသွားမှာဖြစ်ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်ဒီပွဲကိုတော့မြန်မာအရေးကျွမ်းကျင်သူစီပွားရေးပညာရှင်ဖာမောက်ခါရှောင်းတာနဲ့တမ်မကြီးဦးကျော်မွန်ထွန်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရ Energy အမျိုးသမီးနဲ့ကလေးနဲ့လူငယ်ရေးရောင်မကြီးနော်ဇူဇန်နာလာလာအစိုးတို့လည်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။ အန်တီကလည်းနိုင်ငံကောင်ဆောင်တွေဖြစ်ပါရင်ကဘာမှလည်းထင်ရှားတဲ့ကောင်ဆောင်တူဖြစ်ပါရင်အဲ့ဒါတွေကိုမလိုလားအပ်တဲ့ဖန်ဆင်းမှုချုံနှောင်မှုတွေကဘယ်နေထားမှမဖြစ်တင်ပါဘူးအဲ့ဒါကြောင့်မလို့ကမ်အရစ်ကလည်းလွတ်မြောက်ဖို့ဦးဆောင်နေတဲ့ကမ်ပိန်းမှာကျွန်မက၆ခံပြီးတော့ဒီကမ်ပိန်းကိုအောင်မြင်အောင်လုပ်သွားမှာဖြစ်ပါရင်နောက်ပြီးတော့ကျွန်မတို့ဝန်ကြီးဌာနကပြစ်လုထားတဲ့အိတ်တွေပကြီးတွေကိုလည်း ရန်မုံငွေဖြစ်ရောင်းချဖို့ရှိပါတယ်အခုကလည်း fan နဲ့ဖြတ်တောက်မှုတွေကလည်းအရန်ဝဖြစ်နေတော့လေကျမတို့ဝန်ကြီးဌာနလည်းပတ်ဖို့အတွက်ပေါ့လေဒီမြန်မာမိသားစုလေးတွေရဲ့အားပေးမှုနဲ့မြင့်တင်မှာဖြစ်ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်လာမယ့်မတ်လ20ရက်နေ့ Maryland ပြည်နယ်မှာ Maryland ဗာဂျီးနီးယားဝါရှင်တန်ဒီစီကမြန်မာမိသားစုနဲ့ခင်အရီတို့တွေ့ဆုံပွဲရှိတယ်လို့သိရပါတယ်။စေဘေရှောင်းတွေရေတက်ရရှိဖို့ခင်အရီကဦးစားပေးနေတယ်လို့မယ်ရီလန်ပွဲကိုစစ်စစ်နေတဲ့ဥယျင်ထွေးကလည်းပြောဆိုချဖြစ်ပါတယ်။ ကမ်အရီရဲ့ရွေးချက်ကတော့အခုမြန်မာပြည်မှာရှိနေတဲ့အစ်စ်ဘေးရှောင်ဒုက္ခသည်တွေအတွေ့ရေးသက်ရရှိဦးစားပေးနေပါတယ်။နောက်တစ်ခုကတော့သူ့အမေရဲ့၂၈နှစ်ပြည့်တဲ့မွေးနေ့ကမ်ပိန်းအတွက်လည်းဒီမှာရှိနေတဲ့မြန်မာမိသားစုတွေကိုလာရောက်တွေ့ဆုံရဖြစ်ပါတယ်။ပွဲမစခင်ကတော့အစားအသောက်လေးတွေစားရောက်မယ်ပေါ့။ရတဲ့ပတ်စံအားလုံးကလည်းကမ်အရီအတွက်ဆိုပြီးအားလုံးက8တွန်ဖာပေါက် လောက်ကြတဲ့အပွဲလေးပဲဖြစ်ပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။မတ်လ12ရက်နေ့ကနေကမ်အရီဟာကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုပ်ကိုတွားရောက်ပြီးတမ်မကြီးဦးကျော်မွထွန်းနဲ့လည်းတွေ့ဆုံခဲ့ရလဲဖြစ်ပါတယ်။တမ်မကြီးအတွေ့ဒေါ်ဆန်းစုကြည်နှစ်80ပြည့်မွေးနေ့အမတ်တရားထုတ်ဝေခဲ့တဲ့ပြက်ကရင်ကိုလည်းလှဆောင်ပေးခဲ့ပြီးမြမအရေးဆွေးနွေးခဲ့ကြတဲ့လို့ကမ်အရီကတွေ့ရလူမှုကွန်ရက်မှာတင်ထားရလဲဖြစ်ပါတယ်။ ကြပြင်ကင်အရီဟာတနေ့ချင်မှာပဲကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ကနေဒါတမတ်နဲ့လဲတွဲအောင်တွဲဆုံတွားခဲ့တယ်လို့သိရပါတယ်ဒီတွဲဆုံပွဲတွေကတော့ဂျင်းနဲ့အားရဆရာကောင်းတယ်လို့ကင်အရီကရေးသားထားလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်းစုမြို့နယ်တွင်စစ်ရေးရင်အုပ်စုကိုတိုက်ခိုက်မှုစစ်ကောင်စစ်တပ်သားများ ထိခိုက်မှုရှိပြီးချောင်းတွင်စစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုစစ်သားတို့ဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှဖြစ်ပါရှင့် တနင်္လာရီတိုင်းစွန်းစုမြို့နယ်တွင်စည်ရင်ရင်အုပ်စုကိုတိုက်ခိုက်ခဲ့ရာတွင်အကြမ်းဖက်စစ်ကောင်စစ်တပ်သားများတိုက်ခိုက်ထိခိုက်မှုရှိခဲ့ကြောင်းကျော်စုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခဲ့တဲ့တနင်္လာနေ့ထပ်တို့ပြောဆိုထားဖြစ်ပါရယ်မစနာ7ရက်နေ့ည9နာရီခန့်တွင်ကျွန်းစုမြို့နယ်မိုင်းတွင်းကြေးရွာပြည်စော်ထေးများနဲ့ရှော့တော်မောင်ကြေးရွာဘက်မှတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အား60ခန့်ပါတဲ့စစ်တမောအုပ်စုနဲ့တော်ရရင်တပ်ဖွဲ့များက ဝမ်တောင်ကျင်းရွာအနီးတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ဒုတိယတိုက်ပွဲတွင်မိနစ်ပိုင်းများသာကြာမြင့်ခဲ့ပြီးအကြံပေးစစ်ကောင်စီဘက်ကလည်းထိခိုက်မှုရှိခဲ့ကြောင်းတော်လည်းတပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ စစ်ခွေးတစ်စင်းတော့ကျွန်တော်တို့မသိရသေးပါဘူးရေးတယ်ဆိုတော့သူပစ်ကိုပြပဲခွေးလဲမသေးတော့ဘူးထင်ပါတယ်အထိခိုက်တော့ရှိနိုင်မယ်သူတို့ကတန်ခွန်ဆိုတော့ထိခိုက်မှုတော့ရှိနိုင်ပါတယ်အခုကျောစုမြနယ်ပြည်သူကကိုရဲ့အဖွဲ့မှတောင်းဝရှိသူတွေကပြောဆိုထားဖြစ်ပါတယ်အလားတူစကိုင်းတိုင်းချောင်းမြနယ်ကေမွန်ချောင်းပြူစောတီရွာမှထွက်လာတဲ့အကြံပဲစကောင်းစစ်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရတဲ့စစ်သားတူသေးဆောက်ကကြောင်း BNDL တပ်ခွဲအညာမိုင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနတို့ပြောဆိုထားဖြစ်ပါတယ်မစလာ17ရက်နေ့ကနေ15နေ့ည12:30မိနစ်ခန့်တွင်6အုပ်မြင့်နယ်ကင်မွန်တော်ပြူစောတီရွာမှထွက်လာတဲ့အင်အား150ခန့်ရှိတဲ့အကြမ်းဖက်စကားစစ်တပ်သားများကို6အုပ်မြင့်အနောက်ဖက်တနေရာတွင်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ် BNDF တပ်ခွဲအညာမိုင်း စစ်တပ်သုံးတပ်ခွဲကမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရရင်စစ်သားတို့ဦးသေးဆုံးခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ကော့ကရိတ်တွေစစ်တပ်နဲ့အောက်ခံမွန်ပြည်ငင်းချမ်းရေးအဖွဲ့ MMFD မှဗိုလ်မှူးချုပ် Night Eye Chan နဲ့စစ်ကြောင်းမှုဘူတောက်တို့ပြစ်ခတ်ခံရပြီးနှစ်ဦးစလုံးတေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်အကြံပေးစစ်တပ်နဲ့အောက်ခံမွန်ပြည်ငင်းချမ်းရေးအဖွဲ့ MMFD မှဗိုလ်မှူးချုပ် Night Eye Chan နဲ့စစ်မှုကြောင်းဘူတောက်တို့ တိခတ်ခံရပြီးနှစ်ဦးစလုံးသေဆုံးခဲ့ကြောင်းဒေတာတွဲတရင်မြက်ကရှာကောက်ခဲ့တဲ့တရင်ဌာနထပ်ထုတ်ပြောဆိုထားဖြစ်ပါရယ်မဆလာ17ရက်နေ့နနက်8:30နာရီ30မိနစ်ခန့်တွင်အကြမ်းမဲ့စစ်တပ်နဲ့အောက်ခံမွန်ပြည်ငင်းချမ်းရဲအဖွဲ့ MMF ဒီမှဘုံမှုချုံနိုင်အချန်ဒီကော့ဂရိတ်မြနဲ့ပေါ်ကျုကုံရွာမှာကော့ဘိန်းရွာတို့တွားကားဖြင့်အသွားတွင် အမီမီတိတနတ်သမားများက ဖယားကြီးဇီးဖြူကိုရက်ွက်အနေတွင်ပြစ်ခတ်တိုက်ခိုက်ကြရင်ပွဲချက်ပြီးတည်ဆုံခဲ့ကြောင်းသိရှိရပါသည်။အလောင်းတူရင်းနေ9:30မိနစ်ခန့်တွင် ကော့တိုရွာလောင်ကစားခွင်အဟောင်းအနီးတွင် မော်ပြင်းငင်းချမ်းရဲ့အဖွဲ MF FD မှစစ်ကြောင်းမိုးဘူတောက်ကိုအမိမိတိတနတ်သမားများကထမှန်ပြစ်ခတ်တိုက်ခိုက်ကြရင်ပွဲချက်ပြီးတည်ဆုံသွားခဲ့ကြောင်းသိရှိရပါသည်။ မွန်ရင်ချဲ့ရဲ့ကာကွယ်ရေးအဖွဲ့ကအဖွဲ့ကောင်ဆောင်ဗိုလ်မှူးချုပ်အဆက်ရှိတဲ့နိုင်အပ်ချန်းဟာနိုင်အပ်ချန်းနဲ့စစ်ကြောင်းမှုဘူတောက်တို့နှုတ်စလုံးတနေ့ချိန်မှာပဲပြစ်ခတ်ခံရတာသူတို့နှုတ်စလုံးဦးကောင်ဝန်တနက်ကြီးထိမှန်ပြီးပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်ဟိုဒေတာတွေတရရင်မြက်ကပြောဆိုထားဖြစ်ပါတယ်တည်ဆုံသွားခဲ့တဲ့စစ်တပ်နဲ့အောက်ခံမှုပြင်းချင်းချဲ့ရဲ့အဖွဲ့ကောက်တုံဌာနမှာ ဌာနချုပ်ဘုံမူချုပ်နိုင်အိုက်ချန်ဟာမွန်ပြည်နယ်တိုင်မရော့မြို့နယ်ကရင်ပြည်နယ်ဗန်အမ်မြို့နယ်နဲ့ကော့ကရိတ်မြို့နယ်တွင်မွေရီစေဝါဖြစ်ပြီးရောင်းချခြင်းနဲ့လောင်စာဝမ်းများကိုလုပ်ပိုက်ခွင့်ရရှိထားသူဖြစ်ပြီးစစ်တပ်နယ်ပူပေါင်းကစစ်ရေးလုံဆောင်ခြင်းများကိုလမ်းညွှန်ပေးနေတဲ့သူဖြစ်ကြောင်း ထို့ပြင်တော်လှန်ရေးပူပေါင်းတပ်များရဲ့လှုပ်ရှားနေတွေဟုယူဆရတဲ့အကြေးအရများကိုလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်ရစေခံညွှန်ကြားသူလည်းဖြစ်ပြီးပြည်သူပိုင်လေယာဉ်မြေများကိုလည်းအတင်းအဓမ္မသိရင်စီခြင်းများလှုပ်ဆောင်နေတဲ့သူဖြစ်ကြောင်းသိရှိရပါတယ်အကြံတက်ဆက်ပေးမှုကိုဒီမှာပဲကြားနာခုပြောပါရှင်အဘိနာစေမအတွေ့အတွေ့ကျေးဇူးတင်ရှိပါတယ်ရှင်